ားလုံးပဲမင်္ဂလာပါကျွန်မကတော့ကလေးတခုဆရာဝန်ဒေါက်တာစုဝင်လင်ဖြစ်ပါတယ်အခုဒီဗီဒီယိုလေးထဲမှာတော့ကလေးတွေမှာပေါ့နော်ဝန်ချုံလို့ရှိရင်အသက်အရွယ်လိုက်အိမ်မှာဘယ်လိုမျိုးပြုစုကုသရမလဲဆိုတော့နီလန်းလေးတွေကိုမျှဝေပေးသွားမှာဖြစ်လို့ကလေးမိဘတွေအားလုံးဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးဖို့မမေ့ပါနဲ့နော်ကလေးတွေမှာဆိုလို့ရှိရင်ပေါ့နော်အဲဝန်ချုံလို့ရှိရင်ဘယ်လိုမျိုးလက္ခဏာတွေပြတတ်တယ်လဲဆိုရင်အဲလသာကလေးတွေမှာဆိုလို့ရှိရင်တော့ကလေးက အဝန်အမကြစ်ကြစ်လေးသွားမယ်ပြီးလို့ရှိရင်ကလေးကအရန်အောင်ကိုနေမယ်ကြည်ကြနေမယ်လို့မဆို့နိုင်ဖြစ်မယ်ကလေးကဘိုက်အရန်နာပြီးတော့ဘိုက်ဖောင်းနေတာတင်းနေတာမျိုးတွေဖြစ်မယ်ပြီးတော့၄၅ရက်ချာတစ်ခါဝမ်းမသွားနိုင်တာမျိုးတွေဖြစ်မယ်ဘလိုမျိုးပြဿနာလေးတွေရှိနိုင်လဲကလေးကြီးတွေမှာဝမ်းချုပ်လို့ရှိရင်တော့အဲသူတို့က အဝန်းသွားရအရန်ခက်ခဲမယ်ဝန်းကိုအရန်ညှိရတဲ့အတွက်ကြောင့်မို့လို့ဆက်အိုမှာပေါက်ပြဲနိုင်ပြီးတော့ဝန်းမှာဆိုရှင်သွေးစားတွေပါနိုင်တယ်ပြီးတော့အစာစားခြင်းစိမ့်မရှိဘူးပြီးလို့ရှင်အိမ်သာသွားလို့ရှင်လည်းနာကျင်လုံးလုံးငိုရတာမျိုးတွေဖြစ်နိုင်တယ်ဘိုင်းအောင်မယ်ဘိုင်းနာမယ်ဒီလိုဟာမျိုးလေးတွေဖြစ်နိုင်ပါတယ်ကလေးတွေမှာဘာကြောင့်ဟိုးချုံရတာလဲဆိုလို့ရှိရင်အဲတကယ်တော့ ကလေးတွေဝှချုပ်ရတဲ့အကြောင်းရင်းတွေကယောဂါကြဖြစ်တာနဲ့ပါတယ်အဓိကအားဖြင့်သူတို့ရဲ့အစာတောက်တွေအပြုတ်မှုတွေနေထိုင်နေအဲဒါတွေကြောင့်အဖြစ်တာများတယ်အဲပြီးတော့ဝှချုပ်တာမျိုးရိုးလိုက်တာမျိုးလည်းရှိရယ်ပြီးတော့တခြားယောဂါတွေနဲ့အဲတွဲပြီးရောဝှချုပ်တာမျိုးလည်းရှိနိုင်တယ်ဥပမာအားဖြင့်အစာအိမ်နဲ့ဥလန်းချောင်းဆိုင်ရာပြဿနာယောဂါတွေအဲပြီးရောအတိုင်းရိုင်းဟော်မုန်းချိုးတဲတဲ့ယောဂါတွေဒီလိုဆိုလို့ရှိရင်ဝှချုပ်တာနဲ့တွဲပြီးရောဖြစ်နိုင်ပါတယ် ဒါကြောင့်မို့ကလေးတွေဝန်ချုပ်လို့ရှိရင်အိမ်မှာဘယ်လိုမျိုးပြုစုကုသပေးရမလဲဆိုတော့လသာကလေးတွေဝန်ချုပ်ခဲ့မယ်ဆိုလို့ရှိရင်ကလေးတွေရဲ့ဝန်ပိုက်လေးတွေကိုညင်ညင်တတာနှိပ်ပေးရမျိုးပြီးလို့ရှိရင်သူတို့ခြေတောက်လေးတွေကိုစက်ဘိန်နေတဲ့ပုံစံမျိုးလေးတွေလုပ်ပေးတာပြီးတော့ဝန်ပိုက်ကိုလည်းရင်းရွေးအိတ်လေးတွေကပ်ပေးတာဒါဆိုလို့ရှိရင်ဘိုင်းအောက်တာတတစေတယ်ပြီးတော့အမိခင်တို့ကိုလည်းဆက်ပြီးတော့တိုက်ထားမယ်အဲပြီးတော့အိမ်တွင်ပေါ့နော်ဆေးကုသမှုအနေနဲ့ဝန်ပြော့ဆေးကိုကြတော့ ဆရာဝန်ညွှန်ကြားချက်ပါမှသာတိုက်သိမ့်ပါတယ်။ကလေးကြီးတွေဝန်ချုပ်ခဲ့မယ်ဆိုလို့ရှိရင်တော့သူတို့ကိုအမြင်တက်များများကြွယ်ဝနဲ့အစားတောက်တွေဥပမာငပြောသီးနနက်သီးလိမ္မော်သီးနှင်းနွယ်ရပန်းကော်ပြီးအစိမ်းတွေဒီလိုဟာမျိုးတွေများများကြွေးမယ်ပြီးတော့ရေများများတိုက်မယ်တစ်တီထော်ရေတွေတိုက်မယ်အဲပြီးတော့လေ့ကျင့်ခန်းအားကစားတွေများများလုပ်ခိုင်းမယ်ဆော့ကစားတာမျိုးတွေများများလုပ်ခိုင်းမယ်ပြီးလို့ရှိရင်လည်းအိမ်သား တက်တဲ့အကျင့်ဟောပေါ့နော်နေ့စဉ်ပုံမှန် train ပေးမယ်ပေါ့နော်အဲဒီလိုဟာမျိုးလေးတွေလောက်တင်တယ်ပြီးတော့ ဝမ်ပျော့စီတိုက်မယ်ဆိုလို့ရှိရင်เนาะလက်ကျူလို့စပါတယ်ဝမ်ပျော့စီလေးလေးကိုတိုက်လို့ရတယ်အဲအသက်တစ်နှစ်အောင်ဆိုလို့ရှိရင်เนาะ2.5မီအသက်တစ်နှစ်ကနေ5နှစ်ဆိုလို့ရှိရင်เนาะ2.5 to 10မီအသက်5နှစ်အထက်ဆိုလို့ရှိရင်เนาะ5 to 20မီဒီလိုမျိုးအသက်အရွယ်နဲ့ကိုယ်လေးချိန်လိုက်ပမာဏကိုချိန်ပြီးရောတိုက်ရမှာဖြစ်ပါတယ်အရန်ငယ်လွန်းတဲ့ကလေးတွေနဲ့ဝမ်ဝမ်ကင်းစကလေးတွေဆိုလို့ရှိရင်เนาะအဲဆရာဝန်နှွန်ကြားချက်နဲ့ညီတိုက်နိုင်ပါတယ် ဒါဆိုလို့ရှိရင်ကလေးတွေဝင်ချုံရင်ဘယ်ချိန်မှဆရာဝန်နဲ့ပြတဲ့တယ်လဲဆိုတော့ကလေးကအဲ့ဒီ၄၅ရက်ကြာလို့မှဝန်ချုပ်တာမတတ်တာဘူးအော်ပြီးတော့ကလေးကပေါ့နော်ဝန်ချုပ်ပြီးတော့ အရန်အန်နေမယ်ဘိုက်ကအရန်တင်းပြီးတော့နားနေမယ်အောင့်နေမယ်ပြီးတော့ဘိုက်အရန်တင်းပြီးတော့ဖောင်းကားနေမယ်ပြီးတော့ဝမ်းမသွေးစားပါလို့ရှိရင်ပြတင်တယ်ပြီးရဲ့ခါကျတော့အဲအဲ့ဒီကလေးငငယ်လေးတွေဆိုလို့ရှိရင်တော့မွေးပြီးတော့24နာရီပေါ့နော်မွေးကင်းစကလေးမွေးပြီး24နာရီအတွင်းမှာငယ်ချေးမပါတာမျိုးပြီးတော့ဝမ်းချုပ်တာနဲ့တွဲပြီးတော့ ဲစီမသွားနိုင်တဲ့အခါမျိုးတွေအဲပြီးရောကလေးကဝုန်းချုပ်တဲ့အတွက်ကြောင့်မို့လို့သူ့ရဲ့ပုံမှန်လုပ်ကံနေနေပြုတ်မှုပေါ့နော်နေ့စဉ်ပုံမှန်လုပ်နေကြအပြုတ်မှုတွေကိုမလုပ်နိုင်တဲ့အခါမျိုးကြာလို့ရှိရင်ပြီးရောကလေးကကိုယ်လေးချိန်အဲကြဆင်းနေတဲ့အခါမျိုးတွေအဲပြီးရောကလေးကအယံဖြားနေရဲ့အဲဝင်းချုပ်တာနဲ့တွဲပြီးအယံဖြားနေတဲ့အခါမျိုးတွေဒါဆိုလို့ရှိရင်တော့ဆရာဝန်နဲ့ပြသတင်ပါတယ်မချုပ်စီဖို့အတွက်ဘာတွေအိမ်မှာလုံးတင်တယ်လဲဆိုရင် ခြေငမားတောက်မယ်ခြေငမားတိုက်မယ်နှိုးမိခင်နှိုးကိုများများတိုက်မယ်ပြီးတော့အမြင်တွဲကြွယ်ွားတဲ့အစားတောက်တွေဟင်းသီးဟင်းရက်သီးနှံတွေကိုများများကျွေးမယ်။ကိုလက်လုံရှာအကစားတွေလုတ်ခိုင်းမယ်။မနက်တိုင်းပေါ့နော်အိမ်သာအဲအိမ်သာတက်ခိုင်းတဲ့အကျင့်ကို train ပေးတာမျိုးလုပ်ပေးမယ်။နေ့တိုင်းနေ့တိုင်းပေါ့နော်။ဒီဗီဒီယိုလေးကကလေးမိသားစုတွေအတွက်အသုံးဝင်မယ်ဆိုလို့ရှင်တော့ like and share လုပ်ပေးလို့ရပါတယ်။ လေးကျမရေဘဟုသုတတွေကိုဆက်ပြီးတော့တည်ရှိနိုင်မှုအတွက်ဒီ Facebook page ကိုလည်း follow လုပ်ထားလို့ရပါတယ်။အဲ YouTube နဲ့ Telegram channel တို့ကိုလည်း join ပြီးတော့ subscribe လုပ်ထားလို့ရပါတယ်။ကလေးများအားလုံးကျမပြောရှင်တော့အနာဂတ်ကိုပိုင်ဆိုင်နိုင်ကြပါစေ။